အားလုံးပဲမင်္ဂလာပါခင်ဗျာ Book Wave Audio Book Channel ရကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာစောစောအောင်ရေးသားထားတဲ့ရှားလူဆိုတဲ့ဝိသုရဲ့အခန်း၁၄ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ခင်ဗျာအရှိပိုင်းအခန်းတွေကိုနားဆင်ခြင်းနဲ့ဆိုရင်တော့အောက်က description မှာရှိတဲ့ link ကိုနှိပ်ပြီးတွားရောက်နားဆင်နိုင်ပါတယ်ခင်ဗျာရှားလူအခန်း၁၄ပဝါနီဒီလေးလံစွာထရက်လိုက်သည် မနေညာကခွေးပြေးဝက်ပြေးပြေးခဲ့ရသည်သူ့တကိုယ်လုံးစုပ်ပြတ်နေသည်ဒံယာကြီးကြီးမားမားမရတော့လေတကိုယ်လုံးအယိုးတွေ ကြေကုန်မတက်ထိခိုက်ပုံးပယ်ထားသည် အရှုပ်အရှက်တွေကြားထဲမှာလစ်ထွက်လာခဲ့ရသည်ကြောက်ခုထဲမှာဝင်ပုံးနေသည်မိုးလင်း၍အခြေအင်းတွေငိမ့်တက်သွားသည်ကိုစောင့်သည်သူ့နှခေါင်းထဲမှာတော်မီလောင်တော့အနံ့ရ၍ထိတ်သွားသည်ထို့နောက်ဘယ်ပြုံးပြုံးလိုက်သည်ပဝင်းကျင်တစ်ခုလုံး မိကိုးတွေဖုံးနေသည်ကြောက်ကူဝါမှအသာချောင်းကြည့်သည်တောင်ဆောင်မှန်သည်မှရှိသောဘေးကင်းတွေကိုတက်ဆိုင်ရာနှင့်ပြည်သူစင်များကမိရှို့ဖျက်ဆီးနေကြသည်မိကိုးလုံးကြမှမိဆွေမိလျံမိညွန့်နီနီဝါဝါများမှပဝင်းကျင်အနှံ့တောင်ဆောင်တိုင်းမှာတွေ့နေရသည်ပဝါနီသည်မျက်စိကိုမှိတ်၍ကြောက်နံရံကိုမှီလျက်ကြောချထိုင်လိုက်သည်သူပင်ပန်းလာပြီးခြေပြက်လက်ပြက်ကျနေပြီး တညာလုံးပြေးရသွားရဘာမှလည်းမစားရမိုးလင်းတော့လည်းစားစရာမရှိအပြင်တို့လည်းမထွက်ရဲစိမ့်ရွှေရွှေနဲ့နန်းတော့မီးလောင်နှံ့တို့သည်ကောင်းကင်တစ်ခုလုံးတောတောင်ရေမြေအနှံ့ပြန့်နေသည်နိုင်ငံတော်အဖို့ဤဘိန်းကင်းများကိုဤတို့ဖြည့်ဆည်းခြင်းသည်မင်္ဂလာတပါးဖြစ်၏ဤနေရာတွင်ဒေသခံပြည်သူများက အစာထိုးစိုက်ပျိုးမွေးမြူရေးတွေလုပ်ကြလိမ့်မည်ပဝါနေသည်မျက်လုံးကိုမှိတ်ထားသည် အချိန်အတော်ကြာသွားသည်ပဝါနီသည် ပင်ပန်းလွန်၍ကြောက်ကူနေရန်ကိုမိလျက်အိပ်ပျော်သွားသည်လိုးလာ၍ကြည့်လိုက်တော့မိကိုးဝင်များဟိုနေရာတကွက်ဒီနေရာတကွက်ဦးနေဒီကိုတွေ့ရသည်စိတ်အထင်၄၅နာရီကြာသွားသည် နေလဲညိုပြီးအပြင်တို့ထွက်၍တခုခုအစားအစာထွက်အကြံအဖန်လုပ်ရမည်ဟုတွေးမိသည်သူ့ကိုယ်ပေါ်ကစမတ်ကြကြလှပနေသောကာဂီယူနီဖောင်းသည် နေရာအနှံ့အပြားဆုတ်ပြတ်နေသည်တွေးများစီးကပ်ခြောက်တွေ့နေကြသည်ခါးကြမှာခြောက်လုံးပြူးတလက်တာပါတော့သည်ကြည်စံလဲခြောက်တော့မပြည့်စုံလဲဘေးထုတ်၍ကြည်တော့အခါနှစ်တောင်သာကျန်တော့သည်ဘာပဲဖြစ်ဖြစ်ပေါ်ဝါနေသည်အတွေ့အကြုံရင်တော့ထိတ်တန်းအေဂျင့်အကျော်မော်တယောက်ဖြစ်သည်ဖြစ်လာတော့အချိန်တွေကိုလက်မှန်ချနေတတ်သော စိတ်ပြက်ညင်းညူနေတတ်သောသူမဟုတ်အသက်ရှင်နေသည်မြရုံးကန်လှူရှားဖို့ နှစ်ပေါင်းများစွာကလေ့ကျင့်သင်ကြားပေးထားသောလူတစ်ယောက်ဖြစ်သည်အပြင်သို့ဗတိကြီးစွာနှင့်ထွက်လိုက်သည်ကြောက်ကူအဝတွင်ရှိနေသောကြောက်တုံးတုံးကို꽌၍အပြင်သို့ကြည့်သည်တောတောင်ရေမြေပဝင်းကျင်သည်တိတ်ဆိတ်ငြိမ်သက်လျက်မဲနက်မီးကျွမ်းနေသောဘင်းကင်းတောင်ဆောင်များမှမိโกများဥနေခြင်းဒီသားလျင်လှုပ်ရှားမှုရှိတော်သည်ဝှက်ခနဲခေါင်းပေါ်ကအတန်ကြား၍ခြောက်လုံးပြူကိုပြင့်ချိန်လိုက်သည်တွင်သူ့လက်ထဲကခြောက်လုံးပြူပေါသွားသည် ကြောက်ကူပေါ်နဲ့တဲ့တဲ့အပေါ်ကရှမ်းအဖူးကြီးတယောက်ခြောက်လုံးပြူတီကျိုးပြားတွင်တွဲလောင်းချဲ့၍နေသည်ဟမ်ဒီရှမ်းအဖူးကြီးရှားလူရဲ့ဆရာဆိုတဲ့အဖူးကြီးတွေ့ပြန်ပြီကြောက်ကူအဘိုးအစွန်မှာရှမ်းပင်ပြီးဝတ်စုံနဲ့မမကြီးရက်နေတော့ဦးဆိုင်လုံးကြောက်အရက်ခက်ပြက်ပြက်ကိုလုံးကိုတယ်မှာလဲတိတ်မကြီးမှာမတုတ်ခိုင်လုံးတို့တော့အရွယ်နဲ့မမျှ ်တစ်လက်မာကျော်သောအတွင်ပြင်ပေါ်လွင်လာသည်ရှမ်းပင်ဒီလက်တူနှင့်ရှမ်းပေါင်းဘီနှင့်ခဲဒီတက်ကျိုးပြမှာပဝါနီဤ၆လုံးပြူကိုဖွေရမ်းနေသည်ကိုဟန်မူရာမှာအေးအေးဆေးဆေးတက်တာစွာရှိလာ၏ပဝါနီရက်နေသောကြောက်ကူဝါမြေပြင်ဤအထက်15ဘီလောက်မြင့်သောကြောက်ကူအမိုးအဆွန်တွင်ရက်လျက်ရှိနေသည်ရုတ်တရက်အောက်သို့ခုန်ချလိုက်သည်ပဝါနီကိုခေါင်းပေါ်ကကြော်၍ လေထဲမှာတပတ်လှည့်၍ခုံချလိုက်ရာပဝါနီနှင့်ညနေချင်းဆိုင်ရက်လျက်သားကြ၏မြေပြင်နှင့်ခြေထောက်သို့ထိတည်နှင့်ဒုနှစ်ဖက်ကိုမတိမတာကွေးသည့်ဆိုယုံမြကွေးညွန့်၍ဟန်ချက်ကိုထိမ့်လိုက်သည်အဖိုးကြီးဟန်ချက်ရိုင်မသွားရင်းချင်းရိုင်ချင်းမရှိ အလွန်တက်တောက်တက်တာကြ၏15ပေအမြင့်မှခုံချရာတွင်ဤပုံဟမပြက်ကြဖို့မလွယ်ကြောင်းပဝါနီတိသည်ပဝါနီသည် ခြေပွားကိုပွတ်ဆွဲ၍နေရာပြင် ခြေဆင်းလိုက်သည်ဘဲလက်ကိုစန့်ထုတ်၍ညာတထောင်ကိုခက်ကွေးကွေးဆောင်းလိုက်သည်လက်ချောင်းများမှာစွန့်လက်သေးကုတ်ကွေးတောင်းကြ၏ရှမ်းအဖိုးကြီးကကျိုးပြားကခြောင်လုံးပြုတ်ကိုဖြုတ်၍စုံလေကိုတွန်းကကြည်တောင်းလက်ဖွားတဲ့ခါချ၏ကြည်စံတောင်းကိုတိုက်ပုံအတွင်းမှအိတ်တွင်းသို့ထည့်၏ကျိုးကိုလက်ဖြင့်တစ်ချက်ဆက်ခါ၍တင်းလိုက်သည်မင်းကငါ့ကိုတိုက်မလို့လားပဝါနေသည်လက်ချောင်းများကိုကွေးလုံး၍ ောင်းတောင်းရက်လျက်အဖိုးကြီးလှုပ်ရှားသည်ကိုစောင့်ရမလားသူကစားတိုက်ရမလားဝေခွဲမရဖြစ်နေသည်ကိုလန်းကိုသွားငါမင်းကိုရံမှုမလို့မဟုတ်ဘူးမတော်တဆကြုံတာမင်းကိုငါစိတ်မဝင်စားဘူးအရေးလည်းမထားဘူးသွားသွားနိုင်ငံတကာအဆက်မှာဟိုးဟိုးကြော်နေသောကျေးစားအဖြစ်ဒီနယ်ပယ်မှာသူ့ကိုဒီလိုပြောရတူမရှိပဝါနီဒေါသထောင်းငနေထွက်သွားသည် ဒီမှာအဖိုးကြီးကိုရှင်ရန် နိုင်မည်မဟုတ်ကြောင်းဒီမှာအဖိုးကြီးကိုရှင်ရန်နိုင်မည်မဟုတ်ကြောင်းသိတော်လဲအတ္တကိုထိခိုက်လာတော့အခါမာနကိုထိခိုက်လာတော့အခါပဝါနီမခံနိုင် စင်ကြင်တုံတရားအမောင်းကြသွားတယ်လို့ဒေါရကခေါင်းကိုပြေးဆောင်တော်သည်အော်ဟေ၍ရှေးမှဝင်တိုက်သည်ပဝါနီဤအာမန်အပြည့်ပါတော်လက်များဝေးဝိုက်လှူရှားသွား၏အထိုးအခုတ်အခတ်အကုတ်အစွဲ ရှမ်းအဖိုးကြီးကိုကိုရေခနဲလှဲ့လိုက်သည်ပဝါနီနောက်သို့ရောက်သွားသည်ပဝါနီထိတ်လန့်တကြားပြန်လှဲ့သည် အဖိုးကြီးသည်ကျိုးခွေကိုရော့သည့်ရော်ရဲကင်၍ခြေခွဲရက်နေသည်လက်နှစ်ဖက်မှာကိုခန္ဓာပေးတွင်ဒီအတိုင်းချထားသည်မင်းရဲ့မဖြစ်ဆက်လောက်ပညာလေးနဲ့ငါ့ကိုမျက်စိနောက်အောင်မလုပ်နဲ့ဒီမှာကောင်းလေးငါဟာနှစ်စင်နှစ်တိုင်းဒီနယ်တကြောမှာတင့်မြင့်တဲ့ဥတွေစေးဖို့ကိုလာရှာလေးရှိတယ် ငါတို့ရိုးရွာတိုင်းရင်သားရှမ်းစေးပညာအတွက်စေးမြက်လာစုလားမင်းကိုငါစိတ်မဝင်စားဘူးကိုလန်းကိုသွားကောင်းလေးသူ့ရာသူသူ့အဆင့်တန်းနဲ့နိုင်ငံတကာအတိအမှတ်ပြုခံရသောပုဂ္ဂိုလ်ဖြစ်၍သူ့ကိုကောင်းကလေးဟုခေါ်ဆိုလိုက်ခြင်းမဖြစ်စလောက်ပညာလေးဟုပြောလိုက်ခြင်းတို့အတွက်ပဝါနေသည်ဆက်ဆက်ခါသွားသည်ပထမဒန်းစားကွန်ဖူတမားပထမဒန်းစားထိုက်ချီချွန်တမား ပထမတန်းစားကရာတေးသမားဖြစ်သော ပေါ်ဝါနီသည်အရှိတိုင်းတိုင်းပညာရဲ့တော်တော်များများကိုအစင့်မြင့်တက်ကြွထားသည်သူသေးကိုသေးအပြတ်ချတော်မီဟုဆုံးဖြတ်လိုက်သည်ပေါ်ဝါနီသည်ကရာတေးကွန်ဒိုဟက်ကီဒိုပညာရဲ့တို့မှဘောင်းဆိုအနစ်ထုတ်ပြီးလေ့ကျင့်ထားသောခြေကံကိုလှလှပပအတုံးချလိုက်သည်ဝီကနေဝီကနေခြေနှစ်ချက်ကန်လိုက်သည်တစ်ချက်ပြီးတစ်ချက်ကန်ပြီးတကွတ်တက်ခြေကြမြဲမြဲပြန်ကြသည်ခြေကံချက်မှာ လေဟတ်သွားသည်ကိုထောက်၍ပဝါနီခြေကံချက်များမှာလုံစွာပြင်းထန်ကြောင်းသိတာနေသည်ပြင်းထန်သည်နှင့်အမျှသိကြသည်တဖက်လူ၏လေတိုင်ကိုမိမိရရချိန်သားတကြဝင်သွားသည်ရှမ်းဖိုးကြီးသည်ရက်နေရာမှမ၍ခြေဖနောက်ကိုကြဲ့၍ခြေဖွားလေကရှောင်းသည်ကိုခန္ဓာသည်တတတတနေရာမှလှည့်လိုက်သည်ပဝါနီမန်သွင်း၍တချက်ဝင်အကံဘေညာလက်သေးစုံဝင်သည်တံတောင်းကိုွေး၍ လက်ဖြန့်နှစ်ဖြက်ရိုက်တတောင်စင်းနှစ်ချက်ဆောင်စက္ကန့်ပိုင်းအတွင်းမှာရှမ်းဖိုးကြီးဤလေတိုင်းလေပင်မျက်နှာမေယူတထင်တဝိုက်မှာ၆ချက်ဆက်တိုက်ဝင်သွားသည်ရှမ်းဖိုးကြီးကတွဲလောင်းကြနေသောလက်ကိုမြောက်မှကကိုကိုရင်၍ခေါင်းကိုဝှေ့၍ရှောင်ယုံသာရှောင်သည်လက်တစ်ချက်လှုပ်လိုက်သည်လက်ညှိုးတစ်ချောင်းနှင့်ဖူးထက်နေသောအဖိုးကြီးဤလက်ညှိုးသည်အတန်ငယ်မတိမတာကွေ၍ပဝါနီဤလက်ညှိုးကိုထိုးလိုက်သည် ပဝါနီအင်္ဂနဲအတန်ထွက်၍ကိုကြီးကုန်းသွားသည် သူ့နံယိုးတလျှောက်ပူ၍ကျင်၍သွားသည်လက်ကိုအာယူမြောက်၍မျက်နာကိုကာကွယ်ရန်ကြိုးစားသည် အဖိုးကြီး၏လက်ဝါးကျလာသည်ကို အနည်းပြရုပ်ရှင်တစ်ခုပမာမြင်ရ၏ပဝါနီရှောင်းသည် မလွတ်လက်ဝါးအပြားလိုက် သူ့ခေါင်းပေါ်ကျလာသည်ခေါင်းတစ်ခုလုံးကွဲထွက်သွားသည်ထင်လိုက်ရသည်ညလုံးထဲမှာအမောင်းကျသွားသည်ပဝါနီတတိကိုတင်းသည် သူ့စပင်ကိုတုံနှောင်ဆွဲလန်ဒီကိုခန်းစားရ၏ငါ့ကိုမှတ်ထားငါစိုးအောင်ရဲ့ဆရာတိလာမင်းငါတပည့်ကိုနိုင်အောင်အရင်ကြိုးစားအောင်အတန်ကိုကြားရ၏နားနဲ့ကဲ့၍ပြောလိုက်တယ်လို့ခေါင်းတစ်ခုလုံးထုံကျင်သွားသည်မျက်လုံးကိုအာတင်း၍စိုးစားဖွင့်ကြည့်သည်သူ့မျက်နှာသားမှာရှမ်းအဖိုးကြီး၏လက်ကိုဝါတသားမြင်ရသည်လက်ညိုးနှင့်လက်မကိုဝါလုံးတန်တန်ကွင်း၍ ဝိုင်း၍ထသည်ထို့နောက်လေတိုင်းမှာပူကနေဖြစ်သွားသည်ပဝါနီမိသွားသည်ဦးဆိုင်လုံးကြောက်သည်ပဝါနီဤစပင်ကိုဆွဲ၍ခေါင်းကိုလှန်ကညာဘက်လေတိုင်းမှာတွေးပြန်ကြောမကြီးကိုလက်ညှိုးဖြင့်တောက်လိုက်၏အနည်း40ကျော်50နီးပါးရင့်ကျက်နေသောဦးဆိုင်လုံးကြောက်၏လက်ညှိုးတောက်အားသည်တန်မှန်တိုင်းသမားတယောက်၏လဝဆောင်ခုတ်ချက်နှင့်ထတ်တူထမြပြင်းထန်အားပါလာသည်မိကျောကိုကောက်ထဲလိုက်၍ အရှိတောင်အာရှတခွင်မှာဟိုးဟိုးကြော်ခဲ့သောတချို့အတိုင်းဝိုင်းတွင်ကြော်ကြားလာသောပဝါနီအမှတ်တုံးသည်တစ်ချက်သေးမေ့လဲသွားသည်ကွန်စားတက်ရင်၍မဲချိတ်နေသောသွားကြီးများပေါ်အောင်ပြုံး၍ပဝါနီကိုလွှတ်ချလိုက်သည်ထို့နောက်တတိတစ်ဖူတွင်ထဲထားသောရွယ်အိတ်အဟောင်းကြီးကိုပခုံးပြောင်းလွယ်၍ဆရာကြီးဦးဆိုင်လုံကြောင့်ထွက်ခွာသွားတော်သည်ဦးရွှေညိုနှင့်သူ့လူများကိုရုံးတဲ့တရားဆွဲသည် ဝူးရစေဝဥပဒေအရစိုက်ပျိုးခြင်းထုတ်လုပ်ခြင်းတူလောင်ခြင်းရောင်းချဖြန့်ဖြူးခြင်းအားလုံးကိုကျူးလွန်သူဖြစ်၍ဥွှေညိုသည် ဥပဒေအရကြီးလေသောအပြစ်ထိုက်တန်သောအပြစ်ကိုရမည်မှာတေချာသည်နိုင်ငံတကာမူးရစေဝနှိမ်နှင်းရေးဗဟုအဖွဲ့ကြီး၏တည်င်းစင်များတွင်လည်းမြန်မာနိုင်ငံ၏လှုပ်ဆောင်ချက်နှင့်တကွသောတည်င်းအကျယ်ပါလာသည်ဥွှေညို၏တပုံမီးလောင်ကျွမ်းနေသောဘင်းကင်းများပြည်သူစစ်များနှင့်တပ်ဆိုင်ရာအာဏာပိုင်အဖွဲ့များဒေသခံပြည်သူများ ဘိန်းကင်းများဖြက်စီးနေပုံသတင်းတွေဝေဝေဆဆပါလာ၏နောက်ဆက်တွဲသတင်းတောင်းချန်းသူကုစလေဥလုံမင်းနှင့်တောင်းချန်းသူကောင်းဆောင်ဥကွက်လက်ကိုဘိန်းကုံတဲ့ကြီးဥရွှေညုံနှင့်အတူလက်ရဖမ်းမိကြောင်းသတင်းဖော်ပြထား၍တုံလောက်ချောက်ချားဟန်ရှိသောမင်းနဲ့ကြီးဤပုံကိုပါ တွေ့မြင်ကြရသည်ဖမ်းဆီးမိရာတွင် အတူပါသောချိုတထားနှင့်ဤဝေညိုတို့အကြောင်းကိုမဖော်ပြကြမျက်တည်တီတွဲဘက်တာဝန်ခံအဖြစ် လှုပ်ဆောင်ပွဲရာရှိသမျှလှုပ်ဆောင်နေရသည်အစီရင်ခံစာများကိုရေးရသည်မှတ်တမ်းများကို ပြုစုရသည် လူတွေ့၍ပုပ်ကိုခြင်းအစီရင်ခံရသည့်အခါတို့လည်းရှိသည်ရန်ကုန်တို့စိုးအောင်လိုက်မလားပဝါနေသည်ရွာကလေးထိပ်မှရက်ဆောင်လိုက်သည်သူ့တခုလုံးဆုတ်ပြတ်နေသည်အစာလည်းမစားရလက်ထဲမှာလည်းဝေကကြပြားမှမရှိတောတောင်တွေဖြစ်ဖြစ်အနည်းဆုံးရွာတို့ရောက်အောင်လာခဲ့ရသည် အရေးကြီးဆုံးအချက်မှာအစားအစာတစ်ခုခုရဖို့ထို့နောက်အဝယ်အစားတစ်စုံလောက်ရဖို့ပို၍အရေးကြီးဒီမှာဝေးရဖို့သူဒီနေရာတော့အိမ်မှာညံ့ညံ့ထွက်မှဖြစ်ပြီလမ်းဘေးကျောက်တုံးအကွယ်မှာပုံအောင်၍အကဲခတ်စောင့်ကြည့်နေလိုက်သည်ကားကြီးတစ်စီးဖြတ်သွားသည်15မိနစ်အကြာခြေကားတစ်စီးဖြတ်သွားသည်ကားပေါ်မှာလူတွေလဲပါသည်သူ့မှာဘာလက်နက်မှမရှိ အခြေအနေကိုစောင့်ကြည့်သည်ခက်ဝဲဝဲမှငင်းခွာတန်ကြရသည် ိတ်အရေးကြီးမဟုတ်ပဲခက်မှန်မှန်စည်းလာသောမြင်းခွာတံများမြင်းနှကောင်ဒီအရက်မှာလားအတုံးများကြသည်ခရီးသူသွားเสียရရှိလင်တရွာနဲ့တရွာကူးကြတဲ့အခါမျိုးတွင်မြင်းကိုတုံးသည်ကြောက်တုံးလမ်းပေါ်မှမြင်းခွာတံကိုနားထောင်၍မြင်းနှကောင်နဲ့တကောင်မှာမြင်းအလွတ်ဖြစ်ရမည်ဟုခံမှန်းလိုက်သည်လူတယောက်မြင်းနှကောင်ကိုစီး၍တကောင်ကိုအလွတ်ဆွဲလာသည်ခွာတံမှာတဒံလေး၍တဒံပေါ့သည်ပဝါနီ ကြောက်တုံးတော့မှထွက်လိုက်သည်မြင်းသစီလမ်းကွေးတစ်ဖက်ပါပေါ်လာသည်ပဝါနီလက်ဟန်ချေဟန်ပြသည်မြင်းပေါ်မှလူတယောက်ဂျင်းပေါင်းမီခါဟောင်းဟောင်းတထဲနဲ့ဆွဲတာလက်ရှိအနက်ပြတထဲနဲ့ခေါင်းမှာမြင်းနဲ့တုတ်တစ်ပတ်တထဲပေါင်းထားသည်ရုတ်တရက်မြင်းကိုရက်လိုက်ပြီးတစုံတရာပြောသည်သူပြောသောစကားကိုမြင်းပေါ်ကလူနားလည်ဟန်မတူအကူအညီတောင်းခံနေသည်ဟုသဘောပေါက်သည်တော်တဲ့တောင်ထဲမှာ ဒီလိုမျက်စိလေလမ်းမသူတွေရှိနေတတ်သည်ငင်းတဲ့လူ ရှေ့တိုးလာသည်ပဝါနီကညှိုးငယ်တော့မျက်နှာနဲ့အကူညီတောင်းတော့မျက်နှာနဲ့ရှေ့တိုးလာသည်အနားရောက်သည်နဲ့ရုတ်တရက်ခြေရောက်ကိုဖမ်းဆွဲလိမ်လိုက်သည်စောင့်ဆွဲလိုက်သည်မြင်းပေါ်ကလူသောက်ထိုးကြလာသည်ပဝါနီဒူးဖြင့်စီးတိုက်လိုက်သည်ကိုယိုကာယာကြလာသည်ပဝါနီလေတိုင်ကိုလက်ဝတ်ဆောင်ခုတ်ချလိုက်သည်မြင်းလန့်၍ခုံဤ ရုံရင်းစံခတ်ဖြစ်စဉ်ငင်းဘော်ကဇောက်ထိုးဖြစ်နေသူကိုစောင့်ဆွဲသည်ငင်းဘော်ကမြေကြီးဘော်သို့ကြာ၏မြင်းကိုခြောက်လန့်၍မောင်းလိုက်သည်မြင်းနှကောင်လန့်၍ဒါလန်းအတိုင်းပြေးသွားသည်ပဝါနီသည်မြင်းဘော်ကကြာလာသူကိုတရွတ်တိုက်၍လမ်းဘေးသို့ဆွဲခေါ်သွားသည်ထိုလူကိုပေါ်မှာငွေဆက်ကူနှမျိုးကို တွေ့ရသည်တမျိုးက300နောက်တမျိုးက800အချားပစ္စည်းများတိုလီမိုလီများကိုမယူ ခေါင်းမီနဲ့အင်ဂျီကိုချွတ်လိုက်သည်သူ့ကိုယ်ပေါ်မှအဝတ်များနဲ့လဲ၍ဝတ်ပေးသည်လက်နက်တစ်ခုခုပါလာမလားဟုရှာ၏ခပတ်ကြားမှာအသွားတပေခန့်ရှိဒမြောင်တစ်ခုတွေ့ရသည်ပဝါနီသည်အဝတ်စားများကိုလဲလှယ်ပြီးခပတ်ပတ်လိုက်သည်ဒမြောင်ကို ခပတ်ကြားတွင်ထိုးထည့်လိုက်သည်ငွေနှမျိုး1300ကိုပိုက်၍လမ်းကိုဖြတ်ကူးသည်လမ်းအတိုင်းသွား၍မသိမ့်လျော်တောင်အောက်ကိုတောလမ်းမှဆင်းသည်ကန်ဆိုးသူမျက်စိသမားသည် လမ်းဘေးကြောက်တုံးအကွယ်တွင်ကြံရစ်ဤသူ့ကိုလူတွေတော်တော်နဲ့တွေ့မြင်မဟုတ်တော့လဲပဝါစိတ်များသဒ္ဒါငံများကမကြမီတွေ့ကြပေလိမ့်မည်ဈေးထိတ်ကတူဘူးဆိုင်မှာပဝါနီရှိနေသည်သူ့ကိုဘောကအဝတ်စားများကိုသုံးတယောက်ကမှတ်မိလေမလားဟုသူစဉ်းစားသည်သို့တော့ဒီလောက်တော့စွန့်စားရမှာပဲဟု သူတွေးသည်မြင်းမော်ကလူထံမှ သူယူလာသောလက်စွပ်မှာပရပတ်ခောက်ရွှေဖြစ်သည်ဖောင်းကြွသောအင်္ဂလိပ်အခရာ ဒီဟုပါ၏လက်စုပ်ကိုအသွင်းတို့လှည့်၍ဝတ်ထားသည်မိမြပင်အဆက်အသွယ်ကောင်းကောင်းကြောထောက်နောက်ခံကောင်းကောင်းနှင့်သူဘာကောင်းကြီးပဲဖြစ်ဖြစ်လောလောဆယ်တော်သူသည်ပြေးနေရသူဖြစ်သည်ဒီနေမြေမှာစစ်စင်ရေးကြီးထိုးဝင်လာသည်ရှားလူတို့ကို အရင်လွှတ်၍ဒေသခံပြည်သူများပြည်သူစင်များနှင့်တပ်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်များစုပေါင်း၍မိုးရစေဝါစစ်စင်ရေးတိုက်ဖြတ်ရေးကြီးတရက်ဆင်နွှဲခဲ့သည်သူတို့မျှော်မှန်းသောလုပ်ငန်းများ အကုန်ပျက်စီးခဲ့ရသည် အခြေချရန်လဲစီဝေးတိုင်ပင်နေကြစင်ပါပင်လူ6ဦးရှားလူလက်ချက်ကြောင့်လောက်ကျန်တက်ဖြတ်ခြင်းခံလိုက်ရသည်ဘိန်းကိစ္စအတွက်ဗဟိုမလာတော့ပုံကိုကြီးလဲလွတ်မြေမထင်အခြေအနေရရက်ကမကောင်းရှားလူသူ့နောက်သို့လိုက်နေမြေမှာတေးကြသည် သူ့မှာလိုအပ်သောပစ္စည်းကိရိယာများနဲ့ရုပ်ဖြတ်ထားခြင်းလည်းမရှိရုပ်စွာအစုံမျက်မှန်အမဲတလက်ပင်မရှိ မုတ်ဆိတ်မွေးပတိုင်းမွေးများလဲပေါက်နေ၍တော်သေးသည် သွားပုံလာပုံကိုတတိထား၍ဖြတ်နေရသည်ခြေတစ်ဖက်ကိုခက်ကားကားပတိမတာခွဲ၍သွားသည်လမ်းလျှောက်ပုံကလူတစ်ယောက်ကိုများစွာပြောင်းလဲသွားစေနိုင်သည်တူဘူးတုတ်ဆိုင်မှတူဘူးတုတ်တုံးပွဲဆက်စား၍ဆိုင်ရှင်အဖွားကြီးကသွားမဲမဲကြီးများပေါ်အောင်ပြုံး၍ကြည့်နေသည်ပတ်စံပေးပြီးပေါ်ဝါနီထသည်ထုံးစံအတိုင်းငားရစေးမှုလူစီကားသည် ရောင်းကြဝဲကြကြွကြွညံနေသည်ပစ္စည်းအလဲလဲလောက်တူတွေလည်းလာကြ၏ လူတစ်ယောက်ကငါးခွက်ဝင်တပူးအနေကြီးတစ်လုံးနဲ့စားတုပ်တစ်ထုပ်လဲလိုက်ရောက်၍ကျေနပ်နေသည်စားရသွားသူကလည်းတပြုံးပြုံးနဲ့ထွက်သွားသည်စားတဲ့ကြီးကလည်းတပူးကိုကြည့်၍သဘောကျနေသည်ပဝါနီခတ်မှန်မှန်လစ်ထွက်ခဲ့သည်စော့စော့စီစီလမ်းဘေးမှာလူတစ်ယောက်အရက်မူးပြီးလဲနေသည်အဝဲအစာဆုပ်ပြတ်ပေးရင်းနေသည်ဈေးလာသူတွေကလည်းကြည်ပြီးပြုံးသွားကြသည်ဒီအဖြစ်မျိုးကတိတ်မဆန်းပဝါနီသည် စောစောစီစီမြောက်နေတော့အယက်သမားအနီးကဖျက်လျှောက်သွားသည်လှဲ့မကြည့်အယက်သမားကမြေကြီးပေါ်ပါအပ်နေရာကမျက်လုံးမေ့၍ဖွင့်ကြည့်သည်ပဝါနီထွက်သွားသည်အယက်သမားသည်တစ်ချက်လူးလွန်၍ပက်လက်လန်လိုက်သည်ထို့နောက်ဝင်းရထုံးပေါက်ပြီးကုန်းထသည်ခါးကိုကုန်း၍ခက်ခက်ခဲခဲထသည်ကိုရိုင်ထိုးရိုင်ထိုးနှင့်ပဝါနီသွားရနောက်သို့ထိုက်သွားသည်အယက်သမားစိုးအောင်ဤမျက်လုံးထဲမှာ အမှုသမားတို့၏လက္ခဏာတွေမရှိ ဖြက်လက်တက်ကြွနေသည်ငရုတ်သီးချောင်းအိမ်များအပြည့်ထည့်ထားသောကုန်ကားကြီးနှစီအကောက်ခွန်ဂိတ်ရှိမှရထားသည်လိုအပ်သောပါမင့်တယ်ဆောင်ခွင့်စသည်တို့ကိုတက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်များကစစ်ဆေးသည်ကားကြီးများကိုစစ်ဆေးဆက်ဆက်ရှာဖွေသည် ထို့နောက်တွားခွင့်ပြုလိုက်သည်ရှေ့ကားကြီး၏ဒရိုင်ဘာကမှပဝါနီပါသွား၏နောက်ကားကြီး၏နောက်မီးတွင်စိုးအောင်ပါသွား၏ အသက်ကိုဝါဝါရှူ၍လေပူများကိုရှည်လျားစွာပုတ်ထုတ်လိုက်သည်သူ့ရင်ထဲမှာပေါ်ပါသွားပြီဟုပဝါနီထင်လိုက်သည်ရှားလူရန်ကို လုံးဝမကြောက်ကြရတော့လဲဒီဘက်မှာအတော်စိတ်အေးရပြီရှားလူနေဖြစ်တော့တောထဲတောင်ထဲရွာကလေးတွေထဲမှာပြေးရသွားရစဉ်ကလောက်သူမစိုးရင်တော့ဒီဘက်မှာ သူ့နေသူ့အဆက်အသွယ်တွေအများကြီးပဝါနီသည်မြို့ကလေးတစ်မြို့ဤလမ်းမကြီးနောက်ဘက်က တလန်းကျော်တွင်ရှိသောတဲခိုခန်းတစ်ခုသို့ရောက်နေပြီ။နေဆက်မြုပ်ကလေးများ၏ထုံးစံအတိုင်းလုပ်ငန်းအယောင်ဝယ်အကူအတန်းများတဲခိုခန်းများသမင်းဆိုင်များဟိုတယ်အသေးစားကလေးများပေါင်းများ၏ပထမဆုံးရေနွေးနှင့်ဝဝချိုးတော်တဲ့တောင်ထဲမှာဂျင်းညော်အထက်ထက်တင်ခဲ့သည်များကြကြနာနာရေချိုးသည်တံပရာရှမ်ပူနှင့်ခေါင်းလျှော်သည် မုတ်စိတ်ပတိုင်းမွေးများရိပ်ပစ်သည်တဲခိုခန်းပိုင်ရှင်အားအဝဲခိုင်းခဲ့သောဘောင်းမီအစ်စ် ရှက်အင်းကြီးအတစ်တစုံဝေ၏ဆုပ်ပြတ်နေသောသူဖနက်ကိုကျိုးတိုင်းတရေဖနက်တစုံအတစ်နှင့်လဲလေ၏လက်ထဲမှာဝေးတော်တော်များများကြံသေး၏ညစာကောင်းကောင်းစား၍သူအလွန်ကြိုက်သောမာတဲဘရန်ဒီနှင့်နှက်ဖို့စိတ်ကူး၏မာတဲဘရန်ဒီမျိုးစားမှ ကော်တွန်နွားတစိမ့်ကော့ညက်ဘရန်ဒီရကြံမှရမည်လို့တွေး၍စိတ်ပြတ်မိသေး၏ရရဘရန်ဒီတစ်မျိုးမျိုးတောက်မည်ဟုစိတ်ကူး၏ပေါ်ဝါနေသည် လမ်းဆန်းကျဉ်းနဲ့နေသည်ညစာစားပြီးဒီနဲ့အမျိုးသမီးအဖော်တယောက်လောက်တော့ပဝါနီစဉ်းစားသေးသည်အေးအေးဆေးဆေးစီးစိမ်ရှိရှိနေရသောညတွင်တယောက်တည်းဆိုပါကပြင်းစရာကောင်းပြီဒီလိုမနေရဒီမှာအတော်ကြာပြီတဲခိုကန်ပိုင်ရှင်နဲ့ညှိနှိုင်းဆွေးနွေးလိုက်ရရင်ညအဖော်အဖြစ်အမျိုးသမီးတယောက်လောက်တော့ရနိုင်ကောင်းပါရဲ့အခုတလောဘလူတွေဖြစ်နေဒီမသိအမျိုးသမီးလောကမှာ မဂနီစီခေါဝင်ရှည်ကြီးတွေခက်စားလာပြန်သည်ခြေမျက်စိဖုံးနေသည့်ရှည်လျားသောခေါဝင်ကြီးတွေဝစ်ကြသည်ပဝါနီတိတ်မကြိုက်မီနီခေါဝင်တူနဲ့နဲ့ကလေးတွေကိုပဝါနီသဘောကျ၏သူ့အဖော်အမျိုးသမီးသည်မဂနီစီခေါဝင်အရှည်ကြီးဝတ်မလာ၍တော်သေးသည်ဒူးအထက်ဝဲနေသော မီနီစကတ်ကိုဝစ်လာသည်အသက်ကတိတ်မငယ်ပိုးသားဘလော့စ်အဝါရောင်နှင့်အပြာရောင်ရိပ်ရင့်မီနီစကတ်ခေါဝင်တို့သည်တိတ်မဆိုးလား အမိုးအမှန်အပြင်းစင်နဲ့အတော်သားနာပါဤသူစိတ်ကြိုက်ရန်သုံးပြေမဟုတ်ပေမဲ့ပဝါနီကျင်းတတ်နေသည်တဲခုခံကလေးသည်တထက်တိုက်ပုတ်ကလေးဖြစ်သည်တဲခုသူများများဆဆမရှိ နောက်ဖေးတွင်အတော်အသင့်ကျဲသောကွက်လက်ကလေးရှိသည်ပန်းအိုးအတော်များများဇီးပင်ပုပ်ပုကလေးအတော်များများရှိသည်တတ်တက်ရရဥယျင်ကလေးတစ်ခုတစ်ဖွဲဖြစ်၏ဇီးပင်ရိပ်မှာတက်သားထိုင်ကုန်ကလေးတွေရှိသည်ပဝါနီသည် စူစီဆိုသောမိန်းကလေး၏လက်ကိုဆွဲ၍ဥယျံတော်အတွင်သို့လျှောက်လာသည်တစ်သားထိုင်ကုန်ကလေးတွင်ထိုင်လိုက်ကြသည်ဘလို့လဲစူစီမင်းစဉ်းစားပြီးပြီလားငါနဲ့ဘန်ကောက်ကိုလိုက်ခဲ့မလားယူကတကယ်ခေါ်မလားတကယ်ခေါ်မပေါ့ကွာဟိုရောက်ရင်ဟိုရောက်ရင်မင်းကိုငါလက်ထပ်ယူမှာပေါ့စူစီဆိုသောအဖော်မကလေးသည် အတန်ချုံ့နှဲ့စွာရီမောလိုက်သည်ရီမောတန်တွင်ဘဝနှင့်ပတ်သက်၍ငါးကြီးချက်များရောရှက်နေသည်ဟုထင်ရ၏တကယ်လားယူညာတာပါတကယ်ပါပြီးရင်မင်းကိုငါ့ကုမ္ပဏီမှာအထွေရင်းမှုအဖြစ်နဲ့ခန့်မယ်စူစီဒီပဝါနေ၏ရင်ဝင်တဲ့သူတိုးကပ်လာသည်ဘာကုမ္ပဏီလဲယူကုမ္ပဏီကဘာကုမ္ပဏီလဲအတန်မှာဘလုံးပထွေးတန် ညှို့မြူတမ်းဟန်လုတ်တံပါနေသည်ငါကုံမဏီကပဝါနီဤစကားကိုမှောင်ရိပ်သေးကအတန်တန်ကဖျက်ပြောလိုက်သည်လူတက်တဲ့ကုံမဏီဒူးစရိုက်ကုံမဏီပေါ့ဘုံကနေနဲ့ပဝါနီထရက်လိုက်သည်အန်ကျဲ့၍တွားကိုဆေး၍အတန်ထွက်သွားသည်ရှာလူအမောင်ထဲမှရီလိုက်သည်ရှာလူကလွဲလို့ ဘသူများဖြစ်နိုင်သေးလဲကွာစိုးအောင်အမောင်ရိတ်ထဲကထွက်လာသည်တလန်တူပြီးဘာမှမသိငေးကြောင်ရက်နေသောစူစီကိုလက်တီးဖြင့်ဆုပ်လျက်လက်ပြန်ရိုက်ချလိုက်သည်ဘေးတိုက်အနေထားမှာလှည့်မကြည့်ပဲရိုက်ချလိုက်ခြင်းဖြစ်သည်အင်ကနေတစ်ချက်ဆုံးအောင်မအော်နိုင်စူစီဆိုသောညအဖော်မှကလေးသည်ခွေလဲကျသွားသည်ပဝါနီအမှတ်၃ချင်းချိန်အချင်းစကန်းကလူသက်သမား butcher of chinchin စိုးအောင်ခက်လောင်ကောင်းပဝါနီက၆ကတ်စွာရေးလိုက်သည်ကြဲရောင်မိမ့်မိန်နှင့်တဲခိုကန်နောက်ဘက်စီမှဓမီးရောင်ပြက်ပြတွင်ပဝါနီဤတွားများဖွေးလက်သွားသည်စိုးအောင်ဆက်ပြောသည်ငါနာမည်စိုးအောင် NSA ကအေဂျင့်အမှတ်၃မြမပြည်သားဗမာလူမျိုးစိုးအောင်ရှားလူလိုပဲဆက်ခေါ်ခြင်းလည်းရပါတယ်တွေ့ရတာဝမ်းတာပါလေရှားလူလိုပဲ ဆက်ခေါ်ဝမယ်မင်းကြိုက်တယ်လို့ခေါ်ပါပေါ်ပါနီဒီညမင်းနဲ့ငါစင်ရင်ရှင်းရလိမ့်မယ်မကြခင်အတွင်းမှာမင်းပဲဖြစ်ဖြစ်ငါပဲဖြစ်ဖြစ်ဒီကဘာတဲကထွက်သွားရလိမ့်မယ်ဒူးနှစ်ယောက်အနံတယောက်တာအသက်ရှင်ကြံရရလိမ့်မယ်ရှားလို့မင်းစကားပြောတဲကောင်းပါလားကွာရုပ်ရှင်မင်းသားအတိုင်းပါပဲလားမင်းရောငါပါနှစ်ယောက်စလုံးဟာအေးဂျင့်ကောင်းတွေလိုက်နာရမယ် လိုအပ်ချက်တွေကိုလိုက်နာဖို့ပြက်ကွက်ခဲ့တယ်။မင်းမှလည်းတနက်မရှိဘူး။ငါမှလည်းတနက်မရှိဘူး။အပြေးအလွှားမှုမင်းလည်းတနက်တလက်ရှာမထားနိုင်ဘူး။ငါလည်းမရှာနိုင်ခဲ့ဘူး။ဒီတော့သူ့ဟာကဘာဦးကလူသားများအချင်းချင်းတိုက်ခိုက်ကြတဲ့ရှေးအကြဆုံးပုံစံနဲ့တိုက်ခိုက်ကြရလိမ့်မယ်။ကဘာတိုက်ခိုက်နေတမားညွေကိုလက်ချရိုက်အောင်လို့လား။တော်ပါပြီကွာ။ ပဝါနီအမှတ်3မင်းဟာပထမဆန်းစာကွန်ဖူးပညာရှင်တယောက်ဆိုတာငါသိထားတယ်ငါကတော့ဗမာဘန်တိုသမားပဲမင်းသိအောင်ပြောထားတာစိုးအောင်စကားဆုံးဒီနဲ့လက်ခောက်ခြုံဖြင့်ညှားပစ်တယ်လို့တစ်ချက်ဆက်ထိုးလိုက်သည်အိုးအိုးအိုးပဝါနီအตาကလေးရှောင်၍လောင်လိုက်သည်နေဆက်မြုပ်ကလေးတစ်မျိုးမှမထင်ရှားသောတဲခိုကန်ဤနောက်ဖေးဥယျာဉ်ငယ်အတွင်းဝယ်ဒီရာစုနှစ်ဤ အကြီးအကျယ်ဆုံးသောတိုက်ခိုက်ပွဲကလေးတစ်ခုစိုးအောင်နှင့်ပဝါနီတို့အသေးအကျေးဆင်နွှဲနေကြ၏။ဤရင်ရှားလူဝတ္ထု၏အခန်းဆက်လေးဖတ်လို့ပြီးပါပြီခင်ဗျာ။အဆုံးအထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကလေးကို subscribe လုပ်ပြီးဒိုဒီခေါင်းလောင်းကလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမြတ်တာရက်ခံပြရစေခင်ဗျာ။အားလုံးပဲ ကျမ်းမာချမ်းသာကြပါစေခင်ဗျာ